အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမနက်ပိုင်းဒီဇင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသအကျိုးနဲ့ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရစေခင်ဗျာအထူးမိုးလေဝသအနေနဲ့ cyclone မုန်တိုင်းတဝါနဲ့မုန်တိုင်းကိုတိုတို့ရဲ့နောက်ဆုံးရသတင်းနဲ့မြန်မာအရေးလိုင်းဖြတ်ပြီးအေးပိုလာနိုင်တဲ့ရာသီဥတုအခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာပထမဆုံးအနေနဲ့မိုးလေဝသနဲ့သလားပေတာညွှန်ကြားမှုဦးစီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့ cyclone မုန်တိုင်းတဝါရဲ့အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါရစေခင်ဗျာ ယနေ့မြန်မာစံတော်ချိန်10:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိသောအိန္ဒိယနိုင်ငံတမီနာဒူပူဒူချေကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းတဝါဟာမြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးမြန်မာနိုင်ငံကိုကိုကျိုးမြို့ရဲ့အနောက်အနောက်တောင်ပိုင်းအရေမိုင်980ခန်းအိန္ဒိယနိုင်ငံပူဒူချေမြို့ရဲ့အရှိတောင်ပိုင်းအရေမိုင်60ခန်းနဲ့သီရိလင်္ကာနိုင်ငံကိုမာလီမြို့မြောက်ဘက်အရေမိုင်180ခန်းအကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။ ဆိုက်ကလုန်းမုန်တိုင်းတဝါရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကဥတီရွှေရှားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်စစ်သတ်မှတ်ထားပါတယ်။ဆိုက်ကလုန်းမုန်တိုင်းတဝါရဲ့ဒီနေရာဗဟုချက်၄ပြား၄တိုင်တော့ဆိုက်ကလုန်းမုန်တိုင်းတဝါဟာမြန်မာစံတော်ချိန်၁၀နာရီခွဲအချိန်မှာမြောက်လက်တီကျူ၁၁တက်သမ၃ဒီဂရီနဲ့အရှိလောင်ကြီးကျူ၈၀တက်သမ၆ဒီဂရီမှာရှိပြီးဗဟုချက်၄ပြားကတော့960 80ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်တော့မှတနအီကို45မိုင်ခန့်ဖြစ်ပါတယ်။နောက်၂၄နာရီအတွင်းခံမှတ်ချက်ကတော့ အဆိုပါဆိုင်ကလုံးမုန်တိုင်းတဝဟာအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူဒူချေကမ်းခြေနဲ့အပြိုင်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်မယ်လို့ခန့်မှန်းရပါတယ်။အဆိုပါဆိုင်ကလုံးမုန်တိုင်းတဝရဲ့အရှိန်ကြောင့်မြန်မာပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းပြင်မှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၅ပေမှ9ပေကမ်းရှိနိုင်ပါတယ်။အကြံပြုချက်အနေနဲ့ကတော့ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့အခြေချောင်းပြည်တွင်းလေကြောင်းပြန်တန်းရေးမြမကန်ဟုတ်တဲ့တခြားနယ်ကန်လုံပင်လယ်ပြင်တို့မှာရှိတဲ့ကန်ဒီကန်ဝေးငါးဖမ်းရည်ရင်သဘောများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရစေခင်ဗျာ။ ဆက်လက်ပြီးတိုင်ဖုန်းမုန်တိုင်းကိုတိုဟာ2025ခုနှစ်မုန်တိုင်းရာသီရဲ့နောက်ဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းတဝါဟာမြောက်အနောက်မြောက်ဘက်အိန္ဒိယကမ်းခြေအတိုင်းဆက်လက်ရွေးရှားပြီးဒီဇင်ဘာလ1ရက်နေ့မှာစတင်၍တမီနာဒူပြည်နယ်နဲ့အန်ဒါပရာဒိရှ်ပြည်နယ်နေဆန်အနီးပင်လယ်ပြင်မှာမုန်တိုင်းငယ်ဖြစ်အာရုံတောင်းနိုင်ပါတယ်။ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမလကာယီလေကျမ်းမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းစင်ညာဟာမလေးရှားနိုင်ငံကိုဖျက်ချပြီးတောင်တရုတ်ပင်လယ်အတွင်းသို့ဆက်လက်ရွေးရှားဝင်ရောက်ခါ အရှိအရှိမြောက်တို့ဆက်လက်ရွေးရှားရင် TD34 ဖြစ်အမည်သူတစ်ခုရရှိပြီးနိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာလေဖျားနဲ့ရောင်းဝန်းအဖြစ်တဖြည်းဖြည်းအပြော့ပြက်ပြက်သွားနိုင်ပါတယ်။အိန္ဒိယမြောက်ပိုင်းကပလီပင်လယ်ပြင်မှာ Pacific အနောက်မြောက်သမုဒ္ဒရာတောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်သွားတဲ့တိုက်ဖုန်းအမည်သည် TD34 အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။တောင်တရုတ်ပင်လယ်ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးမှာတိုက်ဖုန်းမုန်တိုင်းကိုတိုဟာဒီဇင်ဘာလ3ရက်နေ့မှာဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ဒီဇင်ဘာလ၄ရက်နေ့ညပိုင်းမှာဟိုချီမင်းစီးတီးအနီးမှာကုန်းတွင်းလေဖိအားနဲ့ရောင်ဝယ်ဖြစ်အပြော့ပြက်ပြဲသွားနိုင်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ကတောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်လာနိုင်မဲ့လေပွေလိုင်းသို့မဟုတ်လေဖိအားနဲ့ရောင်ဝယ်ဟာမုန်တိုင်းဖြစ်လာနိုင်ခြင်းမရှိလျက်လက်တလောဖြစ်ပေါ်နေတဲ့မိုးရင်းကာလာမုန်တိုင်းများအနေနဲ့တိုက်ဖုံးမုန်တိုင်းကိုတိုအားမုန်တိုင်းရာသီရဲ့နောက်ဆုံးမုန်တိုင်းတစ်လုံးအဖြစ်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့မှုန်တိုင်းများမှုန်တိုင်းကျွန်းကျန်များဟာမြန်မာနိုင်ငံပေါ်တက်ရောက်မှုမရှိနိုင်တော့ပါဘူးခင်ဗျာဆက်လက်ပြီးဖြစ်ပေါ်နေတဲ့မြေကြီးအခြေအနေများနဲ့မြေကြီးအခြေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယနေ့30လ2025ရဲ့နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်အရာမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမြေကြီးနားမြေကြီးရာမနေ့ကညနေကနေ12နာရီအတွင်းအနည်းငယ်ကန်ထက်ချသွားပါတယ်မြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့28.3ဒီဂရီဆယ်စီယက်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့73.5ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေရာစွန့်ရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန် 954စင်တီမီတာ32ပေကျော်ကအလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားကမှာရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ AR မြေထပ်ပိုင်းမှာမိုးအနှဲငယ်ရှိနေပါမယ်။ရဖက်ရခာ AR မြေစုံထပ်ပိုင်းမှာနေရာကွက်ရီမိုးရွာသွန်းခြင်းများဇက်တိုက်နေပါလာပြီးဖြစ်ပါရယ်ခင်ဗျာ။စကားတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တခုလုံးမြမပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြေထပ်ပိုင်းမိခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထမှုအနှဲငယ်ရှိနေပါရယ်။ ။ဧရာဝတီမြို့တခြားနဲ့ချင်းနှင်းမြို့တခြားမြေကန်းနီမြေနေဒေသများနဲ့မြေနုကျုံးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ရသောတောင်သူများနဲ့ရေလုံသားများဧရာဝတီမြို့ကြီးကိုအမိပြုနေတိုင်းရှာဖွေစားတောက်နေကြတော့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာ။ဆလဘီချင်းနှင်းမြို့ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ ခန်းနေမြေဟာမနေ့ကညနေကနေ12နာရီအတွင်းတက်ကြမရှိရပ်တန့်နေပါတယ်။မော်ရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းအနည်းငယ်ကထက်ကြသွားပါတယ်။ခန်းနေဟုံးမလင်းဖောင်းပြင်းတဲ့မော်လိုက်မြို့တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ကလေးဝမင်းငယ်ကဏီနဲ့မော်ရွာမြို့တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ AR မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပမော်ရွှေကူကတာထိကျိုင်တပိတ်ချင်းမန္တလေးစကိုင်းမြေမှုပခုတ်ကူညောင်းဦး၆မင်းမမကွေးအောင်လံပြီးစိတ်သာဟင်းသနာနဲ့ဇလုံမျိုးတွေမြင့်မြားဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါရယ်ခင်ဗျာ ARD မြေမြင့်တက်မှုကို24နိုင်စောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသိသိကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့ညနေ6နာရီချိန်ထုတ်ပြန်ကြရယဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုက်ထွာချက်များယဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိသောအိန္ဒိယနိုင်ငံတမီနာဒူပူရုချေကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းတဝါဟာ မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်980ခန်းအိန္ဒိယနိုင်ငံပူရူချေမြို့ရဲ့အရှိတောင်ဘက်ရေမိုင်60ခန်းနဲ့တိရီလင်္ကာနိုင်ငံထရီကိုမာလီမြို့ရဲ့မြောက်ဘက်ရေမိုင်180ခန်းအကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။ဆိုပါဆိုင်ကလုန်းမုန်တိုင်းတဝါဟာအိန္ဒိယနိုင်ငံတမီတာနူးမြောက်ပိုင်းပူရူချေကမ်းခြေတို့နဲ့အပြိုင်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်မယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှိလေပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီး ချန်ပင်ကလာပင်လယ်အော်မှာတိမ်အစ်တင်မှာတိမ်ထူထပ်နေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်၁၂နာရီခွဲချိန်တိုက်ထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အကောင်သောအပူပိုင်းမုန်တိုင်းကိုတိုဟာတိတိတသာရွေးရှားခြင်းမရှိဘဲဘီယန်နန်နိုင်ငံနာထရမြို့အရှေ့မြောက်ဘက်ရေပိုင်း205မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။အဆိုပါအကောင်တဲ့အပူပိုင်းမုန်တိုင်းကိုတိုဟာ၂ရက်၁၂လ2025ရက်နေ့မှာဘီယန်နန်နိုင်ငံအရှေ့ကန်ယိုရန်ဒေသများသို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ မနက်ဖြန်မနက်ထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တို့မှာနေရာကွက်ကြမိုးနေငယ်ရွာနိုင်ပါတယ်ရွာရရာနှုံး60ဖြစ်ပါတယ်တင်းတဲ့နိုင်တိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတိမ်သည်နေဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားသားရပါမယ်ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခမ်းမန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာအများအပြားသားရပါမယ်ရန်ကုန်မြို့မှာအများအပြားသားရပါမယ်မန္တလေးမြို့မှာအများအပြားသားရပါမယ်ပဲခူးမြို့မှာအများအပြားသားရပါမယ်မကွေးမြို့မှာအများအပြားသားရပါမယ် ဟ ோம் လေးမြို့မှာနေရာကကြားမုံနေငယ်ရွာနိုင်ပါတယ်မုံရွာမြို့မှာအများဖြစ်တာရပါမယ်ပသိမ်မြို့မှာအများဖြစ်တာရပါမယ်ဒေဝမြို့မှာတိမ်သိမ့်တဲ့ဖြစ်ထုံးပါမယ်မြေကြီးနားမြို့မှာနေရာကကြားမုံနေငယ်ရွာနိုင်ပါတယ်လွိုင်ကော်မြို့မှာအများဖြစ်တာရပါမယ်ဖာအမြို့မှာတိမ်သိမ့်တဲ့ဖြစ်ထုံးပါမယ်ဟာခါမြို့မှာတိမ်သိမ့်တဲ့ဖြစ်ထုံးပါမယ်မော်လမြိုင်မြို့မှာတိမ်သိမ့်တဲ့ဖြစ်ထုံးပါမယ်စစ်တွေမြို့မှာအများဖြစ်တာရပါမယ်လားရှုမြို့မှာတိမ်သိမ့်တဲ့ဖြစ်ထုံးပါမယ်တောင်ကြီးမြို့မှာအများဖြစ်တာရပါမယ်ကျိုင်းတုံမြို့မှာအများဖြစ်တာရပါမယ်ခင်ဗျာ နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနှဲငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့ဤတွဲအတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်။ရန်ကုန်မြို့နယ်ဤတွဲအတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်။မန္တလေးမြို့နယ်နေတွိုက်တွေမနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်ခင်ဗျာနောက်ထပ်ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ မြန်မာပြည်နယ်မြန်မာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတခြားနယ်ကမ်းလုံပင်လယ်ပြင်တို့မှာ၅ဘီမှ9ဘီကန်ရှိနေပါတယ်။ရန်ကုန်မှာတနင်္လာနေ့ကမ်းရိုးတန်းတခြားပင်လယ်ပြင်ခိတ်တွက်မိုးလေဝသခံမဲ့ချက်ယနေ့ဘုန်းတဲ့ချိန်မှာနောက်24နာရီအတွင်းခံမဲ့ချက်ကတော့တိမ်တင်းတင်းဖြစ်ထွန်းပါမယ်။အမြင့်တာ၅ဘီကန်ရှိပါမယ်။ရေပြင်လင်းကတော့မြောက်သမုတ်အရှိမြောက်ကိုတနင်္လာနေ့ပင်လယ်ပိုင်း10ဘီမှ15ဘီတခါတရံ25ဘီထိတက်ခတ်နိုင်ပါတယ်။လှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာ၅ဘီမှ9ဘီကန်တို့ပဲဖြစ်ပါရယ်ခင်ဗျာ။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတခြားပင်လယ်ပြင်ခိတ်တွက်မိုးလေဝသခံမဲ့ချက် ယနေ့မိုးတိုင်ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်မြင်တာ9မိုင်ခန့်ရှိပါမယ်ရေပြင်လေကတော့မြောက်သို့မဟုတ်အရှေ့မြောက်တနအီကိုပင်လယ်ပိုင်း10မိုင်မှ15မိုင်တခါတရံ25မိုင်အထိရှိနိုင်ပါတယ်လိုင်းအသင်းနဲ့ရှိပါမယ်လိုင်းမြေမှာ9ဘီမှ9ဘီကန်တို့ပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေဖြင့်ရှမ်းပြည်နယ်မှာနိုဝင်ဘာလ30ရက်နေ့မှဒီဇင်ဘာလ9ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့တောင်တုံးပင်လယ်မှာတိုင်ဖုန်းမုန်တိုင်းကိုတိုဟာဒီဇင်ဘာလ2ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို နာသန်အနီးမှာဖြတ်ကျော်ပြီး PNN နိုင်ငံတောင်ပိုင်းမှာအပြော့ပြက်ပြက်သွားမယ်လို့ခန့်မှန်းထားပြီးတောင်တရုတ်ပင်လယ်အတွင်းမှာမုန်တိုင်းအသစ်တစ်လုံးထပ်မံဖြစ်ပေါ်လာနိုင်တဲ့ကြိုတင်ခန့်မှန်းချက်ကဆက်လက်တည်ရှိနေပါတယ်။မြန်မာနိုင်ငံဘက်ကမုန်တိုင်းအကျဉ်းချံများဝေရောက်လာနိုင်မယ့်အခြေအနေကမရှိတော့ဘဲမိုးရွာသွန်းနိုင်တဲ့အခြေအနေကလည်းမရှိတော့ပါဘူးခင်ဗျာ။ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအနေဆုံးညအပူချိန်များ30ဒီဂရီအောက်ဆက်လက်ရောကျနိုင်ပြီးအလဲပိုင်းဒေသများမှာတော့15ဒီဂရီအောက်နဲ့တောင်ပိုင်းဒေသများမှာ20ဒီဂရီအောက်သို့ကျဆင်းလာနိုင် အေးပိုလာနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်တဲ့အခြေအနေယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာတော့မိုးရွာသွန်းနိုင်တဲ့အခြေအနေမရှိတော့ပါဘူးခင်ဗျာ။အပူချိန်လေတိုင်တုံးလေတုဆူတိုင်းကြောင့်လည်းနေတုညဉ့်ညံ့မှုအခြေအနေယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်22ဒီဂရီရှိနိုင်ပြီးအနည်းဆုံးကျအပူချိန်ကတော့6ဒီဂရီထိကျဆင်းနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်22ဒီဂရီဆဲဆီယက်ရှိနိုင်ပြီးနိုဝင်ဘာလ28ရက်နေ့မှာအနည်းဆုံးကျအပူချိန်8ဒီဂရီဆဲဆီယက်ထိကျဆင်းနိုင်ပါတယ်။ ။ရှမ်းပြည်နယ်အစီပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်ဟာ26ဒီဂရီဆက်ချီရှိနိုင်ပြီးနိုဝင်ဘာလ29ရက်နေ့မှာအနည်းဆုံးညအပူချိန်27ဒီဂရီဆက်ချီအခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်အတွင်းမြောက်အနောက်မြောက်အရက်များမှာလေတိုက်နှုန်းကတော့တနအင်9မိုင်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်အစီပိုင်းမှာနေ့လယ်ပိုင်းလေထုစုတိုင်းစာဟာ40ဝန်းကျင်ရှိပြီး ညပိုင်းနဲ့ညနေပိုင်းမနေ့အစောပိုင်းတွေမှာတော့80ရာခိုင်နှုန်းတည်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာနေ့လယ်ပိုင်းလေထုဆူတိုင်းဇာဟာ30ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးညပိုင်းညနေပိုင်းနဲ့မနေ့အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းခန့်ရှိပါတယ်။နေ့လယ်ပိုင်းလေတုဆိုတိုင်းကမြန်မာတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့24ဒီဂရီဆယ်စီယက်ခန့်ရှိနိုင်ပြီးရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့လေတုညဉ့်ညမ်းမှုအခြေအနေ HI value ကတော့55ရှိနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိပ်မှာ105အထိရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ125အထိရှိနိုင်ပြီးလေရုညဉ့်ညမ်းမှုအကျုံးကိအများဆုံးဖြစ်နိုင်ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းတွေမှာယခုတစ်ပတ်အတွင်းအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများအတွက်တော့လေရုညဉ့်ညမ်းမှုအန္တရာယ်ရှိနိုင်ပြီးပုံမှန်ကျန်းမာရေးကောင်းသူများအတွက်ကတော့စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။